အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့ချူချင်းဆက်အရတာလေးနဲ့စားလို့အရင်ကောင်းလေပြဇွန်ချင်းဆက်ဟင်းလေးချက်ပါမယ်ရှင်။ရှင်ဦးဆုံးရေနဲ့စင်ကြယ်အောင်စီကြောပြီးတာပြဇွန်ကောင်းရဲ့အခွန်ကိုဖော်ပါမယ်။ပြီးရင်တော့ကောင်းထဲမှာရှိတဲ့အမြေအကျိတ်ကိုလည်းထုတ်ပြလိုက်ပါမယ်။ပြဇွန်ရဲ့ကြောကိုဖွဲ့ပြီးတော့ကြောမှာရှိနေတဲ့အမြေအကျိတ်ချောင်းကိုလည်းထုတ်ပြလိုက်ပါမယ်။ ြီးရင်တော့ပဇွန်အခွန်အားလုံးကိုခါထုတ်လိုက်ပါမယ်ရှင်။ပဇွန်ဒီအားလုံးကင်ပြီးသွားရင်တော့အရသာနယ်ကိုတည်းတူထဲကိုစားထည့်ပါမယ်။စနဲမုံလည်းအနေငယ်ထည့်ပါမယ်။အတီးရွယ်ဟင်ခတ်မုံကိုလည်းအနေငယ်ထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့အရသာအားလုံးနှက်ဆက်သွားအောင်လို့နေပြီးလိုက်ပါမယ်။ အားလုံးအရသာနှက်ဆက်အောင်နေပြီးပြီးသွားရင်တော့ပစုံအသားလေးကိုအရသာလေးပုံတော့အောင်လို့15မိနစ်မိနစ်30လောက်အဖုံးလေးအုပ်ပြီးနှက်ထားပေးပါမယ်ရှင်။ဖင်းနဲ့ချက်ဖို့အတွက်ကိုတော့ခရမ်းချင်တီလေးလုံးသုံးပါမယ်။စက်တုံလေးဦးအရွယ်တော့လေးလုံးသုံးပါမယ်။စက်တုံဖြူကိုလည်းဦးကြီးကိုးမွှာလောက်သုံးထားပါတယ်ရှင်။စက်တုံလေးကိုတော့ပန်းပန်းပြီးထားပြီးပါမယ်ရှင်။ က်တော်ဖြူကိုလည်းဓာပြရိုက်ပြီးတော့တူတူစုထားပြပါမယ်။ခန်းကျင်ဒီကိုလည်းအနည်းငယ်အောင်လို့တူတူပါပါဖြူထားပြပါမယ်ရှင်။ခင်းခက်အမွေးကြံအတွက်ကိုတော့ရှင်းနဲ့နဲ့အနည်းငယ်ကိုလက်နဲ့ဆွတ်တာပြီးပိုင်းဖြတ်ထားပြပါမယ်။ဆဲရတာတော့ကတော့မီယူဒီစင်းကိုကိုအဆက်စားနိုင်တဲ့လောက်ဖြန်းလေးတွေထိထားပြီးလိုက်ပါမယ်ရှင်။ အားလုံးပြင်ဆင်ပြီးသွားရင်တော့ချက်မဲ့အိုလေးကိုစီထည့်ပါမယ်။စီပူလာရင်တော့ကြက်တုံလေးခိထားတာလေးတွေကိုထည့်ပြပါမယ်။ကြက်တုံဒီကို တော့အတော်လေးနွမ်းလာတဲ့အထိအောင်စီတက်ပေးပါမယ်ရှင်။ကျက်တုံနေစီတက်ကအတော်လေးနွမ်းပြီးတော့ဖုလိုနေထားလေးရောက်ပြီဆိုတော့မှကျက်တုံရှင်ဖိထားရပြီဒီကိုထည့်ပေးပါမယ်။စနင်းမှောက်လေးအနေနဲ့ထည့်ပါမယ်။ ပြီးရင်တော့အားလုံးကိုအနက်လေးမွှေးလာလို့ထီအောင်လို့ဆက်ပြီးတော့စီတက်ပေးပါမယ်ရှင်။စီတက်နဲ့လေးမွှေးလာပြီးတော့ခုလိုနေသားလေးရောက်ပြီဆိုရင်တော့အရာအတွက်မြေပြီးဟင်းချက်မှုအနည်းငယ်လေးထည့်ပေးပါမယ်ရှင်။မြေဒီစိမ့်နဲ့လေးပြအောင်လို့စီတက်ပေးပြီးွားရင်တော့အစင်တင်ထားတဲ့ခင်းချင်းလေးတွေကိုထည့်ပေးလိုက်ပါမယ်။ ကျန်းကျင်လေးထည့်ပေးပြီးွားရင်တော့အရသာအတွက်စာအနေငယ်နဲ့ငန်းပြားရည်အနေငယ်လေးထည့်ပါလို့ရှင်။ပြီးရင်တော့ကျန်းကျင်လေးလေးကိုအရသာလေးဝင်သွားအောင်လို့ခဏလောက်ဖြူပေးပါမယ်။ကျန်းကျင်လေးလေးကအတော်လေးမြန်းလာတဲ့အချိန်အောင်ဖြူပေးပါမယ်ရှင်။ခဲန်းချင်းဒီလေးတွေအတော်လေးနွမ်းပြီးတော့ရေလေး၆လပြီးဆိုရင်တော့ခဲန်းချင်းဒီလေးတွေနူးသွားအောင်လို့ရေလေးနှဲငယ်ထက်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်။ ဒီနေသားလေးဆိုရင်တော့ခင်းချင်းဒီလေးလေးအတော်လေးရောနားလာပြီပေါ့နော်။ဂျိုင်မဲဟင်းနှင်းဖြစ်ဖို့အနေငယ်လို့ဒီအတွက်ကြောင့်ကျွန်မကတော့ရေလေးအနေငယ်ချက်ချက်ပြီးတော့နောက်ထပ်5မိနစ်လောက်ဖြတ်တုပ်ပြီးတော့ပါမယ်ရှင်။ခုလိုခရမ်းစီတီအနှစ်ချက်လေးကိုစိတ်ကြရသည်ဆိုရင်တော့မြေဥဒီစိန်ထိခြားတာလေးကိုထည့်ပြလိုက်ပါမယ်ရှင်။ပြီးရင်တော့ခဏလောက်မှုပြီးပြီးအရသာနေထားတဲ့ပုံစံလေးကိုထည့်လိုက်ပါမယ်။ ဒီဇွန်လေးကိုမြေကြီးစင်းရဲ့အနက်နဲ့ဟင်းနဲ့ရဲ့အရသာလေးတွေဝင်သွားအောင်လို့ခဏလောက်မှုပြလိုက်ပါလို့ရှင်။နားလောက်မှုပြပြီးရင်တော့ဒီဇွန်အရသာနဲ့ထားတဲ့ပကံကို ရေနှင်းလေးလေးချင်းပြီးတော့ထည့်ပြပါမယ်။ဒီဇွန်ကအရင်အကြာကြီးချက်စရာမလိုတဲ့အတွက်ကြောင့်မလို့ရေထည့်ပြီးတော့အဖုံးလေးအုပ်ပြီး10မိနစ်လောက်မျိုးတည်ထားပြလိုက်ပါမယ်ရှင်။10မိနစ်လောက်တည်ပြီးပြီးသွားရင်တော့ကြည့်လိုက်ပါမယ်ရှင်။ ခုဆိုရင်ဟင်းနေလေးကလည်းစီပြန်ပြီးတော့မြေကြီးစိတ်နဲ့လို့တော့ပစုံရဲ့အရာဝအနံ့ကောကဆဲဆောင်မှုပြည်နဲ့စားကျင်ဆောင်လို့ဖြစ်နေပါပြီရှင်။အရာသာလည်းကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့နောက်ဆုံးဦးချခင်ပြီးမှအမွေးကြံအတွက်ရှမ်းနံနယ်ပြည်အုပ်မက်ပါမယ်။ပြီးရင်တော့မိပိတ်လိုက်ပါတော့မယ်ရှင်။ ဒါဆိုရင်တော့အနေရတာနဲ့ပြည်စုံပြီးခလီရောလူကြီးပါကြိုက်တဲ့ပဇွန်ရှင်ဆက်စီပြန်ဟင်းလေးကတော့ရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးချူးတင်ရှိပါတယ်ရှင်။ကျမရဲ့ Cooking by Le Channel လေးကိုလည်း Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လေးလုပ်ပြီးဒီက Notification လေးကိုနှိပ်ပေးပါဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ကြည့်ကြပါမယ်နော်။